ီနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့ဒေါ်လာတန်2000ပါဝါဘော်တီစုကြီးကန်ထုခဲ့သူအက်ဒဝင်ကတ်စထရိုရဲ့နေအိမ်လော့အိန်ဂျယ်လစ်ဒေါ်မီရဲ့ပါသွားတဲ့သတင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒေါ်လာတန်2000ပါဝါဘော်တီစုကြီးကန်ထုခဲ့သူအက်ဒဝင်ကတ်စထရိုရဲ့မာလီဘူးအရက်ကနေအိမ်လော့အိန်ဂျယ်လစ်ဒေါ်မီရဲ့ကိုပါသွားပါတယ်။သူရဲ့ကန်ဒေါ်လာ3.8တန်းတန်နေအိမ်မှာကွန်ကရစ်တိုင်များတာကြံခဲ့ပြီးတော့တစ်သားများကိုမီးလောင်နေစေမီးခိုးတလူလူနဲ့တွေ့ရကြောင်းနယူးယောက်ပို့စ်သတင်းဌာနကဖော်ပြထားပါတယ်။ ကတ်စထရိုဟာ2022ခုနှစ်နိုဝင်ဘာလအတွင်းမှာပါဝါဘောတီတမိုင်းတလျှောက်စူဂျေးအမြင့်မားဆုံးဖြစ်တဲ့ကန်ဒေါ်လာ1.34ဘီလီယံထီစုကြီးကန်ထူးခဲ့ပြီးတော့အဲဒီနောက်ပိုင်း Los Angeles ရဲ့အထင်ကရနေရာများမှာနေအိမ်များစွာဝယ်ယူခဲ့တာပဲဖြစ်ပါတယ်။အသက်31အရွယ်ရှိတဲ့ကတ်စထရိုဟာ ယခုအိမ်ကို2023ခုနှစ်အတွင်းဝယ်ယူခဲ့တာပဲဖြစ်ပါတယ်။သူ့ရဲ့နေအိမ်တရှိရာ Biro Beach ကမ်းခြေဒေသတစ်လျှောက်ရခင်ကနေအိမ်ပေါင်းများစွာစီတန်းတရှိခဲ့ပြီးတော့အခုခါမှာတော့နေအိမ်အလုံးမီးသင့်သွားတာပဲဖြစ်ပါတယ်။ Castro ဟာထိပေါက်ပြီးနောက်ပိုင်းတငယ်ချင်းများနဲ့ဖီဂျီကိုအလဲပတ်ခီးစဉ်ထွက်ခဲ့မှုအပါအဝင်ငွေကြေးသုံးစွဲမှုများစတိုက်ပြုလုပ်ခဲ့ပါတယ်။ကက်စထရိုကစုငွေကိုတစ်ချိန်တည်းအပီးထုတ်ယူရန်ရွေးချယ်ခဲ့ရမှာ ကန်ဒေါ်လာ969.6တန်းရရှိခဲ့ပါတယ်။အဲဒီနောက် Los Angeles မှာ နေအိမ်၃လုံးနဲ့မော်တော်ကားပေါင်းများစွာဝယ်ယူခဲ့ပါတယ်။ဝယ်ယူခဲ့တဲ့နေအိမ်တွေရဲ့စုစုပေါင်းတန်ကြေကတော့ကန်ဒေါ်လာ86တန်းရှိပြီးတော့ Hollywood ဟေးမှာဒေါ်လာ25.5တန်းတန်စံအိမ်မိဘများအတွက်ဝယ်ယူပေးခဲ့တာကတော့ဒေါ်လာ4တန်းတန်စံအိမ်ဘဲအေအရရှိဒေါ်လာ58တန်းတန်စံအိမ်တို့ပဲဖြစ်ပါတယ်။ ဒီနေ့တင်ဆက်ပေးခဲ့တဲ့သတင်းကတော့ဒေါ်လာတန်း2000ပါဝါဘောတီစုကြီးကန့်ထူးခဲ့တဲ့ Adrian Castro ရဲ့နေအိမ် Los Angeles Dormitory ပါသွားတဲ့သတင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့တဲ့ဒုတိယချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုကြည့်ရှုဖို့ဒီ channel ကို like and subscribe လေးလုပ်ထားပေးကြပါနော်။